တန်းကောင်းများဝါသနာရှင်ညီငယ်နမငယ်အွန်လိုင်းအနေနဲ့တင်ယူသည်ဖြစ်စေလက်တွေ့ပဲတင်ယူနေသည်ဖြစ်စေလေ့ကျင့်တဲ့အခါမှာမအားလို့မကျင့်ပြဘူးဆိုတော့ညီငယ်နမငယ်တိုင်းမမြန်တော်မှာတိုင်းမမြန်ဆရာအကုန်လုံးတို့အကြံကောင်းပေးကြပါတယ်အဲ့ဒါကဘလို့လဲဆိုတော့တိုင်းပြောင်းမြန်သူ့ရဲ့သဘောတရားကိုကကင်းချေများလို့မျိုးဖောင်နေအများကြီးလက်ခံတုတ်ခံဒါနဲ့လက်ခံဒါတလက်ခံအစလို့ သင်ခန်းစာတွေကရာထောင်ချီပြီးတော့အဆင့်တိုင်းမှာရှိတယ်။အဲ့ဒီကျတော့ငါတို့ဒီအဆင့်ချိန်မှာနောက်တစ်ဆင့်သွားလိုက်တော့မယ်။ဒါမျိုးတွေးလေးရှိတယ်။အဲ့လိုပဲချိန်ချိန်မရတော့ဘူးကွာဘာမှမလုပ်တော့ဘူး။နားလိုက်တော့မယ်။ဒါမျိုးတွေးတာရှိတယ်။အဲကျွန်တော်တို့တရက်တာမှာ အချိန်သုံးတာပဲဖြစ်ဖြစ်အချိန်ကုန်ဆုံးတာပဲဖြစ်ဖြစ်အချိန်ဖြုန်းတာပဲဖြစ်ဖြစ်အကြာကြီးကျွန်တော်တို့လုံးမိနေတတ်တဲ့အရာတွေအများကြီးရှိတယ်။ online တွေပဲဖြစ်ဖြစ် social media တွေပဲဖြစ်ဖြစ်တခြားသောလူမှုရေး စီးပွားရေးအိမ်တော်ရေးကိစ္စတွေပဲဖြစ်ဖြစ်အချိန်ကုန်မှန်းမသိကုန်နေတာပေါ့နော်တကယ်တမ်းတိုင်းပညာကိုတစ်ချိန်ပဲကျင့်တယ်လူနှစ်ချိန်ပဲကျင့်တယ်လူဆယ်ချိန်ပဲကျင့်တယ်လူတရက်ကိုပြောတာပေါ့နော်အဲ့တော့တရက်ကိုမှ10မိနစ်လောက်ပဲကျင့်တယ်လူ10ရက်ဆိုရင်မိနစ်ပေါင်း100ဖြစ်သွားတယ်ရက်ပေါင်း100ဆိုရင်ဘယ်လောက်ဖြစ်သွားမလဲအဲ့လိုပဲတစ်နေ့ကို10ချိန်လောက်ပဲအတက်ဆင်းကစားတဲ့လူ10ရက်ဆိုရင်ဘယ်နှချိန်ဖြစ်သွားမလဲ အဲဒါကိုပြောတာကဆက်သွားနေတဲ့လူကတော့ထိုင်နေတဲ့လူထက်ရှေ့ကိုရောက်ပါတယ်အဲဒါကြောင့်မလို့မရက်လိုက်ပါနဲ့ရက်လိုက်ချင်းကတင်တန်းရဲ့တင်ကန်းစာတွေကိုရှေ့မရောက်တလို့ကြွက်သား muscle memory ကိုလည်း effect သွားမဖြစ်ဘူးအဲ့ချိန်ကျရင်တိုင်းပြောင်းမြန်ရဲ့များပြားလှစွာသောဖောင်နေတဲ့က effect ဖြစ်မဲ့တင်ကန်းစာတွေကိုမေ့သွားတဲ့ဘယ်ဟာကိုတုံးဝမှမသိဘူးဖြစ်သွားတဲ့အဲ့တော့ကိုရောက်နေတဲ့ level ရဲ့တင်ကန်းစာအစ်တတိုင်းအစ်တတိုင်းကိုအ ਨੇ ဆုံး အချိန်90ဒီလောက်တော့ကျင့်ဖို့လိုတယ်အဲ့တော့အချိန်90ကိုတရက်ထဲနဲ့ရနိုင်မလားနို့မရနိုင်ဘူးတရက်ကို10ချိန်လောက်ကျင့်လိုက်ပေါ့9ရက်ဆိုရင်ပဲအချိန်90ဖြစ်သွားတယ်ဒါဆိုပြီးပြီအဲ့တော့ online နေရာနေသင်ယူနေတာပဲဖြစ်လက်တွေ့ပဲဖြစ်တာပဲဖြစ်ကျွန်တော်တို့မကစားပစ်တာကများတယ်အဲ့ဒါကကျွန်တော်တို့ရဲ့လူမှာ stress ကိုပြည်စေတယ်ဗောနော်တာဝန်မကျေသလိုခံစားရတယ်ဟိုတိုင်းပညာရှင်ဝါသနာရှင်ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကစားနေခြင်းကရှေ့ကိုရောက်တာဖြစ်တယ်အဲ့တော့ရှေ့ကိုရောက်ဖို့ကဆက်သွားနေဖို့ပဲလိုတာကျွန်တော်တို့ဒီနေ့ကို English meaning ၅လုံးပဲကျက်တဲ့လူက10ရက်ဆိုရင်90ဖြစ်သွားတယ်ရက်တရာဆိုရင်900ဖြစ်သွားတယ်ဒါမျိုးလေးပဲအဲ့တော့ကျွန်တော်တို့ကဆက်သွားစေခြင်းပါတယ်အဲ့တော့ကင်းချင်များလို့များလို့မကျင့်ဘူးဆိုရင်မကျင့်တဲ့လူပဲမရတာဖြစ်တယ်ပေါ့ဆက်သွားစေခြင်းပါတယ်အဲ့တော့တိုင်းပြောင်းမြန်ဆက်ရအဆင့်ထိဆိုရင် ပို့ပြီးတော့မှ ဆက်ခုနကပေါင်းဝိုင်းဆိုတဲ့ပေါင်းဝိုင်းသင်ကန်းစာတွေကရာထောင်ချီရှိတယ်။အဲ့တော့တစ်မျိုးကိုခြေမှနောက်တစ်မျိုးသွားမယ်ဆိုတာမဖြစ်နိုင်ပါဘူး။အဲ့တော့တန်းမြောင်မြန်ရဲ့ဆင်လာဆရာကြီးတွေကဘလို့လုပ်ခဲ့လဲဆိုတော့လူတစ်ယောက်ကလက်သီးထိုးဆယ်ကျင်ထိုးဆိုပဲထိုးမလဲ။ဒါပေမဲ့ခြေကွက်တွေမှာလက်သီးထိုးတွေခြေကန်းနေဖောင်တွေထည့်ကစားခြင်းအပြင်ကိုကွက်၄မျက်နှာပဲဖြစ်ဖြစ်၁၂ကွက်ပဲဖြစ်ဖြစ်ကိုကွက်ဆက်ကြာကြီးပဲဖြစ်ဖြစ်၁၃ကွက်၄ကျွန်းဆက်ကြာပဲဖြစ်ဖြစ်အဲ့လို 24ပစ္စည်းပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုခြေကွက်တွေမှာလက်တော့ဒါထည့်ကစားခြင်းအပြင်ဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ကပုံမှန်လက်သီးထိုးတစ်နေ့တစ်ထောင်ထိုးกว่าပဲထိုးပြတော့မလဲတစ်နေ့ခြေကန်တရာပဲကန်ပြတ်မလဲဒါပေမဲ့ဖောင်တစ်မျိုးတည်းကိုပဲ10ကျင်းလောက်ကစားလိုက်တဲ့ဆိုရင်လက်သီးတရာခြေကန်တရာလောက်ရောက်သွားတယ်ဆိုလိုချင်တဲ့သဘောကတိုင်းချောင်းပြန်ကကိုရောက်နေတဲ့ level ရဲ့အဆင့်တိုင်းကိုသာအချိန်90ကနေ100လောက်ရောက်အောင်ကျင့်ကြည့်ပါ channel level တွေမကျင့်ပြလဲရတယ်မအားတယ်လို့ပြောတာနော် 10မိနစ်ဆိုရင်10ရက်ဆိုရင်အကျင့်တရာရက်တရာဆိုရင်အကျင့်တထောင်ဖြစ်သွားတယ်ကြည်သွားပါလိမ့်မယ်ဆက်သွားပါမရလိုက်ပါနဲ့ဒီဗီဒီယိုလေးက motivation ရမယ်လို့ထင်ပါတယ်တိုင်းပြောင်းပြောင်းဝါသနာရှင်ဆရာများညီငယ်များနှမငယ်များတိုင်းပြောင်းပြောင်းရဲ့အနှစ်သာရကိုသိအောင်ရှာဖွေနိုင်ကြပါစေဗျကျေးဇူးတင်ပါတယ်